mingla ba shin ဖြစ်တဲ့ news channel မှာတိုက်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲတွင် AAE ညီနောင်မဟာမိတ်များပါဝင်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူနှင့်စစ်တွေမျိုးနယ်များကိုသိမ်းပိုက်ရရှိနိုင်ရင်ညီနောင်မဟာမိတ်များနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်းယနေ့မေ28ရက်နေ့မီဒီယာများနဲ့တွေ့ဆုံမှုတွင်တအောင်တန် TNL ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားသောစစ်တွေကြောက်ဖြူမျိုးနယ်ကိုရရှိရေးအာရကတက်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေပြီ ပြီးလက်ရှိကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့အေအေပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပါတယ်။အရကတတော် AAA ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲမှာညီနောင်မဟာမိတ်များဖြစ်ကြသော MNDAA TNLA တို့ပါဝင်တိုက်ခိုက်နေသလားဟုသတင်းဌာနကမေးမြန်းရတွင် TNLA ကရင်းကဲ့သို့ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ် PSLF TNLA တွဲဖက်အထွေထွေအတွင်ရေးမှုဘုံမူကြီးတားပန်လာက2029ဆိုတော့ဒီလိုမျိုးမဟုတ်တော့ဘဲနဲ့စစ်ရေးပြူဟာပြောင်းလဲပြီးမှကျင့်သုံးလာတာတွေရှိတယ် တနေရာတဲ့စူပောင်းပြီးမှစည်ရေးဖော်တာမျိုးဟုတ်ပဲနဲ့ခုနေရာမှာကိုတပြိုင်တည်းအကောင့်တဲ့ဖော်တာမျိုး view ဟာကိုကျွန်တော်တို့ပြောင်းလဲကျင့်သုံးလာပါတယ်။ကျွန်တော်တို့အတူတူတိုက်ပွဲတွေဝင်နေကြပါတယ်။ကျွန်တော်ရဲ့နားလည်မှုကျွန်တော်ရဲ့သဘောတူညီမှုကတော့ရက်ခိုင်ပြီးမှတာဝန်ထမ်းဆောင်နေကြတဲ့တိုက်ပွဲဝင်နေကြတဲ့ညီနောင်မဟာမိတ်၃ဘွယ်အဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။တို့တူလဲပဲနောင်ချိုမှာပြီးတော့မိုးကုံနာတဝိုင်းမှာတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲဘော်တွေလည်းညီနောင်မဟာမိတ်၃ဘွယ်တွေလည်းဖြစ်ပါတယ်ဟုပြောပါတယ်။ ပြီးခဲ့တဲ့2014ခုနှစ်ကစပြီးညီနောင်သုံးဖွဲ့မှပူးပေါင်းဆောင်ရွက်ခဲ့ပြီးနိုင်ငံရေးစစ်ရေးသားမကအဖွဲ့အစည်းများ၏ရည်တည်ချက်များကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဗိုလ်မှူးကြီးတာပန်လာကပြောပါရယ် လွန်ခဲ့တဲ့2014-2015ခုနှစ်ကစပြီးကျွန်တော်တို့ညီနောင်သုံးဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်။နိုင်ငံရေးစည်းရေးတာမကအဖွဲ့အစည်းတွေရဲ့ရည်တည်ချက်တွေကအစားပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။စည်းရေးမှာတော့တနေ့တခြားပြောင်းလဲလာတယ်ပေါ့နော်။2015 16 18ကနေ2019အထိအဲ့ဒီတုန်းကနေပြီးတော့စစ်စင်ရေးတွေမှာတော့အတူတကွဘယ်အဖွဲ့ကတော့လူအင်အားဘလောက်ထည့်ဆိုပြီးတော့တခြားဟာတွေဘလောက်ထည့်ဆိုပြီးတော့တနေ့ရတဲ့ဆောင်ရွက်ခဲ့တာတွေရှိတယ်ဟုဘုံမူကြီးတာပန်လာကပြောပါတယ်။ ကြောက်ဖြူမျိုးနယ်ကစစ်ကောင်စီအထိုင်ထတက်ဆွဲထားသောတပ်စခန်းတစ်ခုကိုအရက်ကတက်တော်အေအေသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကကြီးတက်ရေတက်လေတက်များပြန်လည်တိုက်ခိုက်နေကြောင်းဒေသခံများကပြောပါတယ်။ ကျောက်ဖြူအခြေဆိုင်အမှတ်32ရဲတပ်ရင်အနီးမင်းတပ်တောင်ကြေးရွာရှိကာကင်းစခန်းနှင့်အစိုးရစက်မှုလက်မှုတင်နန်းကြောင်းတွင်တက်ဆွဲထားသောစစ်ကောင်စီတက်စခန်းများကို AA ကတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အစိုးရစခန်းများကို AA ကမေ16ရက်နေ့တွင်တင်ပိုက်ခဲ့ပြီးနောက်အစိုးရအနီးတစ်ဝိုက်များကိုစစ်ကောင်စီကကြီးတက်လေးတက်ရဲတပ်များဖြင့်ဖုံးကျဲတိုက်ခိုက်နေပြီးလက်ရှိတွင်လည်းနှစ်ဖက်စီရင်များတင်းမာနေပါတယ်။ ကြောက်ဖြူတွင်စစ်ကောင်စီ၏ခလာရ34ခမာရ942ခမာရ923ဒညဝရီရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနခွဲအုံကျွင်ရေတပ်စခန်းနှင့်အမှတ်32ရဲတပ်ရင်းတို့ရှိပြီးရင်းတပ်ရင်းကစီမံခန့်ခွဲနေသည် အဆိုပါတိုက်ပွဲများကြောင့်ကြောက်ဖြူမျိုးပေါ်ကစစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများနှင့်မျိုးကံများသည်ပြည်မာသို့ယခုရက်ပိုင်းတွင်ထွက်ခွာနေကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရပါသည်။ထို့ပြင်စစ်ကောင်စီထိန်းချုပ်ထားသောစစ်တွေမျိုးစစ်ကောင်စီတပ်စခန်းများကလက်နက်ကြီးများစနိုက်ပါများဖြင့်ပြစ်ကတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းစစ်ရေးတရင်ရင်းမြစ်များကတရင်ဌာနကိုပြောပါရသည်။ အေးအေးကလည်းစစ်တွေမျိုးနယ်ကရေချမ်းပြင်အမြင်ကျော်ပါတလိန်ရွှေမင်းကန်ကလဒန်မြဝစတဲ့စစ်ကောင်စီရှိရာနေရာများကိုဖြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးနှစ်ဖက်စီရေးတင်းမာနေပါတယ်စစ်တွေတွင်ဒေသကိုကယ်မှုစစ်ဌာနချုပ်ဒါကာစစစ်တွေခလာရ20ခလာရ232ခလာရ280ခမာရ344ခမာရ354အပါဝင်အမြောက်တက်တရင်ရဲတက်ရင်10ခုနီးပါးရှိနေပြီးအေအေအီထိုးစစ်ကိုခုခံရအတွက်အသင်းရှိနေပါတယ် ဆက်လက်ပြီးမြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Notic Aviation Capital ကုမ္ပဏီအား NCP ဒိမတ်တွင်တိုင်ကြားခဲ့မှုအတွက်စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေဟု JFN ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Notic Aviation Capital ကုမ္ပဏီအား NCP Denmark တွင်တိုင်ကြားခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Justice for Myanmar JFM ကယနေ့ထုတ်ပြန်ခဲ့ပါသည် ပြင်သစ်နိုင်ငံချုပ် AVND Transport Region နဲ့ ATR လေယာဉ်များကိုလက်နက်ကင်ပရိပက္ခများဖြစ်ပွားလျက်ရှိသည့်မြန်မာနိုင်ငံသို့တင်ပို့ခဲ့သော Notice Aviation Capital NAC ကုမ္ပဏီအားမြန်မာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Justice for Myanmar ကဒိမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP တွင်2024ခုနှစ်အတွင်းကတိုင်ကြားခဲ့ခြင်းလည်းဖြစ်ပါသည် အဆိုပါတိုင်ကြားချက်တွင် NEC သည်မြန်မာကုမ္ပဏီများသို့ ATR လျင်များရောင်းချခြင်းငားရမ်းခြင်းနှင့်ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးရွားပြင်းထန်သောတရားမှုများနှင့်လူခွင့်ရေးချိုးဖောက်မှုဆိုင်ရာစိုးရိမ်မှုများပါဝင်ကြောင်း GFN ကဆိုပါသည် NCA အနေဖြင့်၎င်းတို့ကုမ္ပဏီကွဲမြောက်မှတက်စဉ် AKB ဇာယခုအခါ A မင်္ဂလာအပါဝင် မြန်မာနိုင်ငံမှာဝယ်ယူသူများထံ ADR လေးရင်များရောက်ကြခြင်း၊ငားရမ်းခြင်းနဲ့ဘဏ္ဍာငွေထောက်ပံ့ခြင်းကိစ္စရများတွင်နိုင်ငံဆောင်စီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအရ NEA ဆိုင်ရာကြိုတင်စီစဉ်မှုများလှုံ့ဆော်ရမည်၎င်းတို့၏တာဝန်ဝတ္တရားများကိုလိုက်နာရန်ပြတ်ခွဲခဲ့တယ်ဟု Justice for Myanmar မှဝေဖန်ပြစ်တင်ထားပါသည်။ မြန်မာကုမ္ပဏီများမှတက်စဉ်အကြမ်းဖက်စစ်အုပ်စုသည်အဆိုပါ ATR လျင်များကိုရယူသုံးဆွဲနေပြီးအထူးသဖြင့်စစ်သုံးတည်ယူပို့ဆောင်ရေးထောက်လှမ်းရေးနှင့်အထူးပုတ်ကလိကခရီးစဉ်များအတွက်အသုံးပြုနေခြင်းလည်းဖြစ်ပါသည်။စစ်အုပ်စုသည်ပြည်သူအပေါ်ပြန်လည်ဆင်နွှဲသောအကြမ်းဖက်စစ်စင်ရေးများတွင်၎င်း၏စစ်သည်နှင့်စစ်လက်နက်များတည်ဆောက်ရာတွင်၎င်း၊ဝေဟင်ထောက်လှမ်းရေးနှင့်ကင်းထောက်လုပ်ငန်းများတွင်၎င်း၊အဆိုပါ ATR လျင်များကိုအသုံးပြုနေကြောင်းခိုင်မာသည့်တပ်သည်အထောက်အထားများကိုအခြေခံ၍ Justice for Myanmar ကဆိုပါသည်။ထို့သောလက်နက်ကိုင်ပြည်ပခများပြင်းထန် ွာဖြစ်ပွားနေသည့်အခြေအနေတွင်စစ်အုပ်စုတန်းတဆင့်ခံရောက်ရှိသွားသော ATR လေယာဉ်များကိုရောင်းချခြင်း၊ငှားရမ်းခြင်းနှင့်ဗဏ္ဍာငွေထောက်ပံ့ခြင်းများသည့်လို့အခွင့်ရေးအပေါ်ပြင်းထန်သည့်စိုးကြိုတက်ရောက်မှုများရှိခဲ့ကြောင်း Justice for Myanmar ကစွပ်စွဲထားပါသည်။ စစ်အုပ်စုသည်၎င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးများအတွက်စစ်သည်နှင့်စစ်လက်နက်များတည်ယူပို့ဆောင်ရာတွင်အဆိုပါ ATR လေယာဉ်များကိုအသုံးပြုနေခြင်းဖြစ်ပြီး၎င်းလေယာဉ်များသည်အရက်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသောစစ်ရာဇဝတ်မှုတွေအားပံ့ပိုးကူညီနေခြင်းဖြစ်ကြောင်းလည်း GFN ကဆိုပါရယ်စစ်အုပ်စုသည်ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်စည်စည်းခန့်ကိုလက်ရှိအသုံးပြုနေပြီးအဆိုပါ ATR လေယာဉ်များကိုအကြမ်းဖက်စစ်အုပ်စုကအသုံးပြုနိုင်ရန် NEC ကဲ့သို့သောနိုင်ငံသားကော်မတီများတာမကား ်မြန်မာနိုင်ငံရှိ Chronicomedy 24 Hour Group ပိုင်ဆိုင်သော AKB ဇာတ် ယခုမင်္ဂလာ Aviation စစ်လက်နက်ပွဲစား company International Gateway Group စစ်အုပ်စုဆက်နွယ် Crony စီးပွားရေးလုပ်ငန်းစု KT Group Crony ဦးတည်စား၏ True Group စသည့်မြန်မာ Crony ကုမ္ပဏီကြီးများကလည်းကူညီထောက်ပံ့ခဲ့ကြောင်း JFN ကပြီးခဲ့တဲ့နှစ်အတွင်းကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံရှိဖောက်သည်များနှင့်ပတ်သက်၍ရိုသေလေးစားမှုအပါအဝင်၎င်းတို့၏လက်ရှိလုပ်ငန်းများနှင့်ဆက်နွယ်၍တင့်တော်လုံလောက်သည့်ကြိုတင်စီစဉ်မှုများလှုံ့ဆော်ခဲ့ခြင်းမရှိဆိုသည့်စွပ်စွဲချက်များအပေါ် NEC ကညှင်းဆိုထားပါတယ်နိုင်ငံတကာကုမ္ပဏီများ ုတ်ကလေးကစစ်လက်နက်ပွဲစားများနှင့်လေကြောင်းလိုင်းများသည့်မြန်မာစစ်တပ်ထံ ATR လေယာဉ်များလွှဲပြောင်းခြင်းနှင့်ရောင်းချခြင်းတို့အတွက် EU နှင့်နိုင်ငံတကာအရေးယူတန်းခတ်ပိတ်ဆို့မှုများကိုရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့်နောက်ဆုံးလက်ဝဲအသုံးပြုသူမြန်မာစစ်တပ်ကိုဖုံးကွယ်လေးရှိကြောင်း GFN ကအခိုင်အမာထောက်ပြပြောဆိုထားပါသည်ဆလပီတပီလုံးအတိုင်းတာဖြင့်ထိုးစင်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်ဟုန်မြင့်လာပြီးဟု ဦးမင်းကိုနိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကိုတပြီလုံးအတိုင်းအတာဖြင့်ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာမည်ဟုဦးမင်းကိုနိုင်ကပြောဆိုလိုက်ပါတယ်။အဆိုပါပြောကြားချက်သည်ယမန်နေ့မေလ29ရက်နေ့ကမြန်မာနိုင်ငံတွင်ဘေးကင်းသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစစ်ရုံများတည်ဆောက်နိုင်ရန်ပအဝင်ကူညီလူဒန်းကြဖို့ဖိတ်ခေါ်မှုတွင်ဦးမင်းကိုနိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တပီလုံးအတိုင်းအတာအနေနဲ့သိုးစစ်တွေဆင်နွှဲကြမယ့်အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အရှိန်အဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအလုံးသိကြမှာပါဖက်စစ်တက်ကဖက်စစ်အပြုအမူအတိုင်းရိုင်းရိုင်းဆိုင်ဆိုင်စေယုံတွေစေကန်းတွေစာတင်ကျောင်းတွေအရက်ဖက်ပြင်မှတ်တွေကိုတဲတဲမဲမဲလေးကျောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေအပါအဝင်ပြည်သူလူထုကအဲကျမ်းမာရေးအပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုတွေ့ကြုံခဲ့ရတာပေါ့ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့ ဆေးကူပေမဲ့နေရာအရောက်သေးကြတဲ့အခါမှာအခက်အခဲတွေဖြစ်ရင်ကြံ့ကြာခဲ့ရရင်မဖြစ်တင်တာတွေမဖြစ်တာမဆုံးရှုံးတင်တာတွေဆုံးရှုံးခဲ့ရပါတယ်ဟုဦးမင်းခိုနိုင်ကပြောဆိုပါတယ်လက်ရှိတွင်မြေပြင်တွင်လည်းတော်လန့်ရဲရဲပေါ်တချို့ဆေးကူသားရန်အချိန်မီရောက်ရှိလာခြင်းမရှိသောကြောင့်ရွှေလျားဆေးကန်များလိုအပ်နေပြီးစိတ်ချလုံခြုံသောဆေးကန်နှင့်ဆေးရုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန္ဓာရေးလိုအပ်ချက်များရှိနေ၍ပြည်သူများကူညီရန်လိုအပ်နေပြီးမြေပြင်တွင်ဆေးကူသားပေးနိုင်သည့်လူသားအရင်းအမြစ်များစွာရှိနေကြောင်းသိရပါတယ် ကျမ်းမာရေးဘက်ကလာတဲ့ CDM တွေကလေ့ကျင့်သင်ကြားရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ်။လူနေတာကစိတ်ချလုံခြုံရတဲ့ဝင်ကျင်ကိုဖန်တီးပေးဖို့ပါပဲ။ အဲ့အတွက်ကြောင့်လေချောင်းတန်ကိုပါခံနိုင်တဲ့စေယုံစေကံမျိုးတွေလိုပြီးပေါ်ဟုဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါတယ်။ဒေါ်လန်ရေးသည့်ပြည်သူလူထု၏အားနှင့်သွားနေရခြင်းကြောင့်ပြည်သူလူထုများအနေဖြင့်အားစိုက်ကြရန်လိုအပ်နေပြီးမြေပြင်တွင်ရှိနေသောရဲဘော်များအလုံးကိုစားတကယ်တိုက်ပွဲဝင်နေသောသူများအလုံးလိုအပ်ချက်ဖြစ်သည့်ဒီအချက်ကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားစိုက်ပေးကြပါရန်နှင့်မြစ်တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲတွင်အောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရင်ခွင်အလုံးပြန်နိုင်ကြစေရန်ပြောဆိုခဲ့ပါသည်။ ဆက်လက်ပြီးရွှေဘုံမြို့နယ်ရှိကျေးရွာသုံးရွာကိုစစ်ကြောင်းထုတ်လာသောစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုချင်းဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ကျေးရွာသုံးရွာကိုစစ်ကြောင်းထုတ်လာသော အကြံဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းစာမဏီတုံးတပ်ဖွဲ့မှထာဝင်ခံဘူတိုက်ကားကသတင်းထားတာသို့ပြောဆိုပါတယ်။မေလ၁၅ရက်နေ့တွင်ရွှေဘုံမှတကွန်တိုင်းကြောင်မန်းကန်တစ်ချိုပင်ကျေးရွာများသို့စစ်ကြောင်းထုတ်လာသော အကျံဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အကျံဖက်စစ်ကောင်စီတပ်သားစစ်သား၃ဦးသေဆုံးကတော်လန်ရဲရဲဘော်များအနေဖြင့်အထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားခန့်မှန်းကြီးကတော့80ဝန်းကျင်လောက်ရှိတဲ့စစ်ခွေးအသေးစရင်တော့အထိကျမရှိပါဘူး။ခန့်မှန်းကြီးကတော့ ခွေးသုံးကောင်သေးတယ်လို့သိရတယ်။နေမြေကန်တွေမေးကြည့်တော့သွေးကွက်တွေတည်တယ်ပြီးတော့သူတို့အချင်းချင်းကြောင်တယောက်သေးတယ်အပေါ်ရန်မြုပ်ထားခဲ့တာတဲ့ထိခိုက်မှုသေးကြပေါ့ရှိပါတယ်တယောက်ကတော့အဲ့မှာပဲမြုပ်ထားခဲ့တာလို့ပဲသိရတယ်။သူတို့ရှေ့တိုးနောက်ဆုတ်မလွဲတာရဲ့ထိခိုက်တာရဲ့ကြောင့်တင်တယ်။ MI 35နဲ့လာပစ်သေးတယ်ညနေ3နာရီဝန်းကျင်လောက် ကြောင်မန်းကန်ပတ်ချလဲပစ်သွားတာပါဟုဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဘိုတိုက်ကားကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဇာမနီဒရုန်းတပ်ဖွဲ့ Phoenix Wind Flatwood Army Dragon Urban Guerrilla ပြည်သူအစီအကံအဖွဲ့လှတော်တိုက်နယ်တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။